ကျွန်မဟိန္ဒူစကားပုံတစ်ခုဖတ်ဘူးလေရှင်။သူကပြောထားလဲဆိုတော့အချားကောင်းမြတ်တော့ကောင်းမြတ်တော့အရာအားလုံးပေါ့နော်။အချားကောင်းမြတ်တော့အရာအားလုံးကိုတဲ့ချိန်ခွင်တစ်ဖက်မှာထည့်လိုက်ပါတဲ့။နောက်ချိန်ခွင်တစ်ဖက်မှာရိုးမက်ဖြောင့်မှန်ခြင်းဆိုတာကိုချိန်လိုက်တဲ့။အချားကောင်းမြတ်တော့တရားအစုအကုန်လုံးဘာတွေကောင်းလဲ။အကောင်းဆုံးဖြစ်တဲ့ကောင်းမှုနဲ့အရာရင်းမှန်သမျှချိန်ခွင်တစ်ဖက်မှာထည့်။တစ်ဖက်မှာတစ်ခုပဲထည့်မယ်တဲ့။ရိုးမက် ဖြောက်မှန်ခြင်းဆိုတာထည့်လာရင်လေအဲရိုးမတ်ဖြောက်မှန်ခြင်းချိန်ခွင်ရတာလေအလေးသာပါလေတဲ့ပြောရရင်တော့ရိုးမတ်ဖြောက်မှန်ခြင်းဆိုတာတော့ကောင်းမွန်တဲ့အရာဟာမရှိဘူးအခြားကောင်းမွန်တဲ့အရာရဲ့အကုန်လုံးတစ်ဖက်တည်းပေးထားတာမှပဲသူ့ပဲအနိုင်ရတယ်ပေါ့အဲ့တော့ဒီလိုအနိုင်ရတယ်ဆိုတဲ့ရိုးမတ်မှန်ကန်ခြင်းကိုကင်ဆွဲပြီးရေးတဲ့စာရေးသူကိုခစ်ဆက်ဆက်ကပြည်သူတွေရှင်ထဲမှာမှတ်တမ်းတင်ခဲ့ကြပါတယ် စာရေးသူဖြစ်ဖို့ဆိုတာအရင်ဆုံးစာဖတ်သူဖြစ်ဖို့လိုတာပေါ့နော်စာအစုံကိုဖတ်ဖူးတဲ့သူဖြစ်ဖို့လိုတာပေါ့အဲ့တော့ကျမကငယ်ဘဝတုန်းကစာဖတ်ရမယ်ဝင်းကျင်မှရှိခဲ့ခြင်းအားလည်းကံကောင်းခြင်းတစ်မျိုးလို့ပြောရမှာပေါ့နော်ကျမတို့ငယ်ငယ်တုန်းကရွှေသွေးတွေဂျာနယ်တွေတေစာတွေပေါ်တဲ့အချိန်ပေါ့အဲ့လိုပေါ်တဲ့အချိန်မှာကျမတို့အမေကအပတ်ထွက်တဲ့ရွှေသွေးကိုဝယ်ပေးတယ်ပေါ့နော်အဲ့လိုရွှေသွေးဝယ်ပေးရင်ရွှေသွေးမှာဆက်ရံဆိုတဲ့ ဟာအမြင်နဲ့ပါတယ်ပေါ့နော်တခါတလေအဲ့လိုအပေါ်မှာကတ်တုန်လေးတွေပေါ့နော်ကတ်တုန်ရုပ်ပြဆွဲတယ်အောက်မှာမြန်မာလိုစာရေးထားတယ်ပေါ့နော်အဲ့လိုရေးတဲ့အခါမှာဆက်ရင်ဆိုရင်ကျွန်တော်တို့ဒီဟာဖက်ပြီးနောက်တစ်ပတ်ကြာမှာဒီရွှေသွေးတွေတေစာရေးထွက်မှာဖြစ်တဲ့အတွက်နောက်တစ်ပတ်အဲ့လိုမျိုးရောက်လာပြီဆိုရင်အဲ့ဒီဂျာနယ်ရွှေသွေးကိုလုရတာကျွန်တော်တို့ကမောင်နှမတွေခြားထဲမှာလုရလုတယ်ဆိုရင်အထုံးစံအတိုင်းဟိုကျမအကိုရင်းမောင်နေကြားထဲမှာကြီးတာသူတို့ကပို့လှင်ကြတယ်သူတို့လက်ထဲကိုဒီဂျာနယ်ရောက်သွားရင်ကျမကစောင့်ရတာပေါ့နော်အဲ့တော့အရင်ဖတ်ချင်ကြတယ်အဲ့တော့အပေါ်ကကတ်တွန် ကတ်တွန့်နေတဲ့ပုံလေးအများကြီးအောက်ကစာလေးတွေကနည်းနည်းလေးအဲ့လိုဖတ်ရင်ဖတ်ရင်လည်းကျွန်မမှတ်မှတ်ရရလေးတန်းနှစ်ယောက်တော့ကျွန်မတို့အဖေအမေနေတဲ့အခန်းလေးကိုကျွန်မနွေရသည်ចောင်းပြည့်ရောက်သွားရင်လည်းထင်းရှုတတာဘုံကြီးရှိတယ်ဟိုးတော့ကထင်းရှုတတာ၄တောင်ကြီးပေါ့နော်အဲ့ထင်းရှုတတာဘုံကြီးပေါ့အဲ့ထင်းရှုတတာဘုံကြီးကိုသွားပြီးကျွန်မဖွင့်ကြည့်လိုက်တော့စာအုပ်တွေအများကြီးတွေ့တယ်အဲ့စာအုပ်တွေအများကြီးတွေ့တော့ကျမအဲ့ဒီအသက်အရွယ်မှာစာအုပ်တွေအများဆုံးတွေ့ဘူးတာပေါ့နော်ကြည့်လိုက်တော့အဲ့အပေါ်ဆုံးကတွေ့တဲ့စာအုပ်ကအဲဟိုဟာ စင်မကြီးခင်နေอยู่ရဲ့လာချင်းကောင်းသောလူကလေးတဲ့အဲ့စာကိုကျမကြည့်လိုက်တော့ဒီပုံမှာလာချင်းကောင်းသောလူကလေးဆိုတဲ့ပုံမဲပေါ့နော်အဲ့ပုံကလွင်အထက်ကိုကျမလန်ကြည့်လိုက်တော့တော့အုပ်လုံးစာရေးကြီးပဲဘာအယုံမှမပအောင်ကျမအဲ့ရမှာတော်တော်အံ့ဩသွားတယ်အရင်တော့ကျမရွှေသွေးတွေချာနေအကိုရေးနဲ့လူဖတ်တဲ့အချိန်မှာအယုတ်ဒီအများကြီးစာရနေနေလေးအခုကျမတို့နဲ့ကတော့ဒီဟာလူဖို့လို့အချိန်မရဘူးတွက်ကြည့်ရခါမှလှမ်းကြည့်လိုက်တော့နန်းနှဖုံးတစ်ခုပဲအကြည့်ပါတယ်ရှင်အတွင်းကတအုပ်လုံးစားရည်ပဲ ကျမတော်တော်သဘောကျသွားတယ်။ဟဲ့ရုပ်တီကိုဖယ်ကြည့်စရာမလိုဘဲနဲ့တခါတည်းစာတွေအကုန်လုံးဖတ်ခွင့်ရတယ်။စာအုပ်ပဲဆိုပြီးတော့ကျမအဲလေးတန်းနဲ့ညွေရတယ်မှာကျမကြီးခင်းနေอยู่ရယ်လာချင်းကောင်းတော့လူကလေးရေဆိုတဲ့စာအုပ်ကိုစဖတ်တဲ့အခါမှာစာဖတ်ချင်းဆိုတဲ့အရာသာကိုကျမတွေ့သွားတယ်။ခုနကရုပ်ပြနဲ့နဲ့စာနဲ့ရောတာကနေကျမရဲ့စာဖတ်တဲ့အတဲ့စာဖတ်တဲ့ပေါ့နော် စာဖတ် experience ကနည်းနည်းတွေးချိန်သွားပြီပေါ့နော်အယုတ်အကာတွေတွဲတာတွေကိုကျမစာကြီးဖတ်တဲ့ဟာ ဲ့အနေမှာတဖြည်းဖြည်းလုံးချင်းနေဖတ်လာတယ်ပေါ့ဖတ်လာတော့စာပေရဲ့အကျိုးကျေးဇူးလို့ပြောရင်ကျမအခုဒီအသက်ရွယ်နဲ့ပြန်တွေးမှာစာပေရဲ့အကျိုးကျေးဇူးလို့ကြီးကြီးကျယ်ကျယ်စကားသုံးလို့ရတာပေါ့နော်ဒါပေမဲ့တကယ်တကယ်တော့အဲ့ဒါကိုအကျိုးကျေးဇူးလို့ကျမမသိဘဲနဲ့ကျမဖြတ်တန်းခဲ့ရတဲ့အချိန်တွေအများကြီးဥမာပေါ့မိန်းကလေးတယောက်ကျမဆိုလဲတာကျမသမီးမွေးထားတာပဲလေအဲ့တော့ဒီသမီးကိုလည်းအခုပြောင်းမြင်တဲ့အခါမှာကျမရဲ့စေကျော်သက်ကိုကျမပြောင်းကြည့်တာပေါ့မိန်းကလေးတယောက်ဂျာလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်စေကျော်သက်အရင်မှာရင်ခုန်တာပဲ ်ရင်မခုံနာကိုတားလို့မရအောင်ရှင်ရင်ခုံနာခုံခုံခုံနေစိတ်ပညာသဘောအရဆိုရင်6လသားတွေကလိန်ကိုကိုယ်ကိုယ်ပြပြသိတယ်တဲ့လိန်ဆိုတာကြားမလိန်ပေါ့ဒါကြောင့်မဲကလေးငယ်ငယ်လေးတွေကမင်းကလေးတွေကယောက်ျားလေးတွေကိုကိုတွေဥတွေခြင်ရင်လိုက်သလိုယောက်ျားလေးတွေကမမတွေအန်တီတွေခြင်ရင်လိုက်တယ်တတိထားခြင်းရင်လေအဲ့ဒါဟာသူတို့ကစန့်ကျင်ဘက်လိန်တယ်ဘလောကမှာလိန်ရနှစ်ခုပဲရှိတယ်လေဘလို့ပဲကြံတဲ့ဟာထက်ထက်လိန်ရနှစ်မျိုးပဲရှိတယ်ကြားမှာ ဲ့တော့အဲ့ဒီဟာကို6လအရွယ်တည်းကစိတ်ပညာရခွဲခြားသိတယ်တဲ့ဒါဆိုရင်ခန္ဓာကိုယ်ဖွံ့ဖြိုးလာတဲ့ developing ဖြာရ teenager လို့ခေါ်တယ်13ကနေ19တိမှာဆယ်ကျော်သက်ရွယ်ရင်ကိုခုံနေရှင်ရင်မခုံတာကိုတားလို့မရဘူးရင်မခုံပါနဲ့လို့ဖိတ်လို့မရဘူးဖိတ်နိုင်လို့မရဘူးအဲ့ဒီရင်ခုံတက်စအရွယ်မှာကျမဖတ်ဖူးခဲ့တဲ့စာတွေကမြမလေးကအချစ်ကိုကိုယ်ခွဲတဲ့လားဒီလိုဖတ်တဲ့အခါမှာရင်ခုံနဲ့ပြောရရင်စိတ်သူကြီးစားထားခြင်းတလူလူတွေဖြစ်တယ်ဒါပေမဲ့ဒီဝတ္ထုဖတ်တဲ့အခါမှာကြောက်တာ အော်ဒီလိုကြီးလားဒီလိုဖြစ်သွားရင်ငါဘယ်လိုလုပ်မလဲဆိုတော့ဒီကလေးတယောက်ရဲ့ကလေးတယောက်ပေါ့ဒီရွယ်မှာစိတ်ကြောတဲ့အရွယ်ရဲ့စိတ်ဟာတစ်ခုခုကိုစူးစမ်းလိုက်ဖို့လက်တွေ့လှုပ်လိုက်ဖို့ကိုချိန်တယ်အဲ့မှာမှပျောက်တော့လဲမှာစမ်းတော်အဖတ်တဲ့ခါမှာပို့ဆိုးပြီပေါ့အော်ချက်သူပေါ့အိမ်ထောင်တဲ့ပေါ့ဒါရဲ့ဒီလိုပါလားဆိုတဲ့ခါမှာရုတ်သွားစေတယ်ပေါ့စိတ်ကိုလက်တွေ့စမ်းသပ်ဖို့လို့နောက်တစ်ခါအိမ်မင်းကလေးတယောက်တွေအိမ်မှုကိစ္စတွေကိုလှုပ်ဆဲချင်တယ်ဒါတွေကကျမတို့အမေခစ်ကနေစပြီးတော့ဒီဘက်ခစ်တီလဲ ီကိုချိန်ထိလဲဟိုအင်မှုကိစ္စနိုင်နေအောင်ခိုင်နေမိပါတယ်ရှိပါတယ်မနိုင်နေတော့ဘာဖြစ်လဲလို့မေးစရာရှိတယ်မနိုင်နေတော့ဘာမှမဖြစ်ပေမဲ့ကိုမမလုပ်တတ်ရင်တခြားလူတွေကမခိုင်းတတ်ဘူးပေါ့ဒါကတော့ကျမရဲ့ method ပေါ့နော်အဲ့တော့ကျမအမေကလည်းအင်မှုကိစ္စလေးတွေခိုင်းတဲ့အခါမှာအပြင်းနဲ့ရှင်ကလေးသဘာဝစော့ချင်တာပေါ့ဆန္ဒနဲ့သုံးနေမှာပြင်းလို့ဆော့ကစားတာနေဖြုံးဆိုပြီးတော့ကြမ်းတိုက်တာတို့အဝိရှော်တာတို့ဖျားပန်းကိုတိုက်တာတို့ဆိုပြင်းတယ်အမတိုင်းပြောရင်ဒါပေမဲ့အဲ့လိုပြင်းပေမဲ့ အမေရမဖြစ်မနေခိုင်းမှုပေါ့နော်အစုခံရမယ်အော်အော်ခံရမယ်အစင်မသိရင်အယိုက်ခံရမယ်ဆိုတဲ့စိတ်နဲ့လှုပ်တဲ့အခါမှာအိမ်မှုကိစ္စတွေကပျော်စရာမကောင်းဘူးအဲ့မှာကျမကကျမကြီး channel ချောမမလေးရဲ့မော်ဖမိတယ်ရင်နဲ့အောင်မွေးပေါ့နော်ဘုသူကအဲ့မော်ဖမိတဲ့အခါမှာအဲ့ထဲကမော်ဝတ္ထုတစ်ခုဖတ်ပြီးဆိုရင်ကျမတို့ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အဲ့ထဲကဆက်လိုက်တာကိုယ်ပဲစာဖတ်သူကအဲ့ထဲကဆက်လိုက်ကိုကူးလူတာပဲ ကျမက main ကလေးဖြစ်တဲ့အတွက်မော့ကိုကျမကူလူလိုက်တယ်။မော့ရဲ့ချက်စရာကောင်းတဲ့အချက်လှပါရတယ်မဟုတ်ဖ ೇನೆ ကျန်းဝပြောင်းနေအောင်တိုက်တယ်။ဖျားပန်းကြီးပန်းအိုးလေးတွေကိုမကြီးသေးမဲ့လေးနဲ့ပြောင်းနေအောင်ဆေးရတယ်ဆိုဟာကျမမော့သိပ်ဖြစ်ချင်တာ။ကျန်းတဲ့နေရာဖြစ်ခွင့်မရတဲ့ခါမှာကျမအရင်ဖျားပန်းအိုးကိုကျမအရင်တိုက်တယ်။ပျော်ရွှင်စွာတိုက်ပြီ။နောက်ကျန်းတိုက်တယ်။မော့ကအင်တန်ရှေ့လောက်ထားတဲ့သူ့အိမ်လေးကိုပြန်ကြည့်ပြီးသူဟာစနက်တက်တဲ့ main ကလေးတယောက်လိုသိတဲ့ခါမှာကျမကလည်းကျမတိုက်ထားတဲ့ကြီးပန်းအိုးလေးကိုဖျားဆင်ရောသွားကြည့်ပြီးစနက်တက်တဲ့ main ကလေးတယောက်ဖြစ်လာတယ်။ ခုနကအမေရမလုံမနေရလို့ by force မလုံရင်အစုခံရမယ်အရင်ခံရမယ်ဆိုတဲ့ feeling မဟုတ်တော့ဘဲနဲ့စံတရားချင်းဟာပျော်စရာလို့သိလာတယ်အင်းကြီးလေးတွေ short ပြီးလမ်းတဲ့အခါမှာတစ်ဖက်တည်းဖြစ်ရမယ်ဂျိတ်တွေတစ်ဖက်တည်းဖြစ်တဲ့အခါမှာရုပ်ရင်မိုးရွာလို့ရုပ်ရင်လွဲကူးမယ်စစ်စစ်မလမ်းရဘူးအင်းကြီးကိုပြောင်းပြန်လမ်းရမယ်ဒါတွေကအမေတင်စားမှုကတပိုင်းကျမမော့ရဲ့စက်ကောင်ကိုဖြစ်ချင်တာဒါဆိုရင်မော်ဟာအကုန်ပြီးပြည့်စုံတဲ့မိန်းကလေးတယောက်လားဆိုတော့ဟုတ်ချင်မှာဟုတ်မယ်ပေါ့ဒါပေမဲ့ကျမအဲ့အရွယ်မှာရလိုက်တဲ့အပိုင်းကအိမ်မှုကိစ္စ နိုင်ရင်ချင်းဟာလေချစ်စရာကောင်းတယ်ပြောရရင်ရှင်ကျမတို့စကြောတတိယသူများအထင်ကြီးတာစိတ်ဝင်စားတာခံကျင်တယ်လေစကြင်ပဲရောက်ကြလိုက်တဲ့အခါကိုယ့်ကိုအထင်ကြီးတာကိုယ့်ကိုတော်လိုက်တာလို့ချီးကျူးတာခံကျင်တဲ့အခါမှာဒီတစ်ချက်ကလည်းစကြင်ပဲရောက်ကြလေးကငါ့ကိုအထင်ကြီးစေမှာပါလားဆိုတဲ့မသိစိတ်ကအတွင်းနဲ့ဒါဟာကုလို့လိုက်တာပဲ